။ဤသူချစ်တဲ့တော်နိုင်ညီကိုလိုကူဆူနေတဲ့မြင်ဝင်းကိုညဝင်းနဲ့ပဲဒီဗီဒီယိုလေးကိုဖတ်နေပါဗျ။ပြေညိုလမ်းဖွင့်ကချိုအာနာရှင်ပြေညိုရိုက်ချိုကချိုဒုက္ခမ ကြေးပြီးရောပြီးတလားရေညိုမြင်သူခဲလို့နှမ်းဆိုင်ခါကြိုးအောင်စီရှင်တဲ့ပြီးတကူပေးရတော့ပြူအာနာရှင်နီကိုဆုံးတခါပြုံးသူကောင်းပါတဲ့ပြီးညိုသူကောင်းပါတဲ့ပြီးညိုဒီဘိုအောင်လန်ဝစ်ချီဒီစင်တော်တောင်ပန်ဖွင့်ပြီးရောင်နေဖြာတွင်ချိုးပန်းတွင်ကန်လင်ငါချိုး ှော့နေတဲ့ဖေးစီးတဲ့ညီနောင်လေးအားမလျှော့နေတဲ့အရေးကြီးတဲ့ညီနောင်လေးအားမလျှော့နေတဲ့ဖေးစီးတဲ့ညီနောင်လေးအားမလျှော့နေတဲ့အရေးကြီးတဲ့ညီနောင်လေးဒီချောင်းဒီအောင်စီဒီလိုကားတော့အားလုံးတမ်းမြိုင်ဆုံးဖဲစစ်တပ်ကိုပြတ်ကျော Where do we know that we got you? အာနာရှင်ပင်ချိုးခြိုက်ချိုးကပြိုးလူကောင်းပါတဲ့တပြေညိုလူကောင်းပါတဲ့တပြေညိုအာမတိစာနီဘွားရဲလာချီဘီဝါကီဒရာအင်းညိုမြင်သူကဲလို့ရဲ့ဆိုင်ခါချိုး ပြို Hey အောင်စီရှင်တဲ့ဤတကူပေးရန်တို့ပြို Anashiniko soltaka pyo tu kaumare binyo tu kaumare binyo di bho aula lechi izino tawban pwin mi yaw ni phya nwe chu pan nwe kan lin ga chu 가족. 아, 저... န်မျိုးတွေအားလုံးပဲမင်္ဂလာပေါင်းနှုတ်ဆက်ရင်ပဲကျွန်တော်ရဲ့ကိုကျက်ရူပရိုရှင်း channel လေးရဲ့နံပါတ်1ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ညနေပိုင်းသတင်းတွေတော့ဒီမှာပေါ်ပြတော့မှာဖြစ်ပြီးတော့မနက်ပိုင်းနဲ့ညပိုင်းသတင်းတွေတော့ကျွန်တော်ရဲ့ channel မှာပေါ်ပြတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီ channel လေးမှာလည်း အလုံးပဲလိုင်းရန်စကရမ်လိုရင်လိုင်းရန်စကရပီအပီပီကြဖို့ဒီနေ့ကနေပြီးတော့ချက်မှန်တောင်းဆိုလိုက်ပါတယ်။ရောင်းသွင်းတဲ့ပုံအနေနဲ့ကတော့မကွေးတိုင်းရောဒေတာကြီးလင်းမြို့နယ်တနီယာကိုစစ်ကောင်စီကအေပယ်လ15ရက်နေ့ဒီနေ့မနက်မှာဒီကြောင်းကဘုံကျက်တက်ခဲ့ခဲ့ကြောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပတ်ခါဖတော်ဝင်ရှိသူတွေကပြောထားပါတယ်။ကြီးလင်းမြို့နယ်ရှစ်ဘက်တနီယာကိုစစ်ကောင်စီကလေကြောင်းတက်ခဲ့ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီကဖုံးလမ်းမြေမှာဖြတ်တောက်ထားပြီးထိခိုက်မှုအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုထားပါတယ်။သူ့ရဲ့အပြစ်ခက်ရဲစဲမှုကြီးညာချက်တွေကိုတော့ကျွန်တော်တို့ကလုံးဝအယုံကြည်မရှိပါဘူးလို့လည်းကြီးလင်းမြို့နယ်ပတ်ခါဖတော်ဝင်ရှိသူကပြောထားပါတယ်။ စစ်ကောင်စီကမကွေးတိုင်းနဲ့နေမြချင်းဆက်ဆက်နေတဲ့ချင်းပြည်နယ်မင်းတပ်ကံပတ်လက်မျိုးနယ်များကိုလည်းလေကြောင်းဘုံကျက်တက်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေကြောင်းပြပါတယ်။ဒါဟာအေဘလ3ရက်နေ့ကကြံအချိုနေ့နေ့လယ်၄နာရီဝန်းကျင်ထဲကစပြီးတော့စစ်ကောင်စီကမင်းတပ်မျိုးနှစ်ချင်းခရစ်ယာန်ဖျားကြောင်းဝင်ကိုလေကြောင်းမြင့်ဘုံကျက်တက်ခတ်ခဲ့ပြီးအဲ့ဖြစ်စဉ်မှာတော့တိကျတဲ့အရသူတွေတည်ဆုံးသည်မရှိတော့လဲ။ပြားကြောင်းဝင်မှာရှိတဲ့ဆောက်ဦးတွေအကြီးကျယ်ပျက်စီးကခရိုင်ပညာရေးဦးနဲ့တကွတမျိုးလုံးရှိလူနေအိမ်ရုံးနေဝင်တဲ့အိမ်အဆောက်အုံတွေနင်းနေများထိခဲ့ပျက်စီးခဲ့ကြအောင်လဲသူပြန်ကြည့်ရ ရပါတယ်။နောက်ထပ်သတင်းမှာတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့အတိုင်းပဲရန်ကုန်မြို့တာမွေမြို့နယ်ရဲစခန်းကိုဘုံသုံးလို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာတော့ထိခိုက်မှုရှိနိုင်ကြောင်းမြောက်ကလပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ခါဖတ်ခါတာဝန်ရှိသူတွေပြောထားပါတယ်။ထိခိုက်မှုရှိပါတယ်။ရုံးတဲ့ထိကိုဘုံတွေကရောက်သွားတာပါလို့လည်းထပ်ပါတာဝန်ရှိသူတွေကပြောထားပါတယ်။တာဝန်မြို့မှာရဲစခန်းကိုဧပြီလ14ရက်နေ့ည10:00နာရီ10မိနစ်မှာဘုံသုံးလို့ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအရှိပိုင်း KI ပတ်ခါဖတ်ရဲ့ဥဆောင်မှုဖြင့်မြောက်ကလပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တောင်မြို့နယ်၌ယမန်နေ့ကပေါက်ပွဲခဲ့တဲ့ပေါက်ကွဲတဲ့နှစ်ကြိမ်ကြားခဲ့ရကြောင်းလည်းဒေသခံပြည်သူတွေကပြောထားပါတယ်။ထိခိုက်မှုတွေပတ်သက်ပြီးဆက်လက်စုံစမ်းနေသဖြစ်ပြီးစစ်စင်ရင်လှုပ်ဆောင်သူတွေကတော့ထိခိုက်မရှိဘဲပြန်လည်ဘေးကင်းစွာဆုတ်ခွာနိုင်ကြောင်းလည်းသိရှိရပါတယ်။ဟောမဲ့စကားဗာလဲဆိုတော့အင်းတော်ဒီသားပါပါတော့နော်။ဒီရက်ထမ်းပါအမလေးအောင်မွေးတွေခံနေကြတယ်။ဟွန်းဟုတ်အားရဝမ်းပါပဲနော်။အောင်မွေးတွေခံနေကြတယ်။လောက်ကြပေါ့။ကျွန်တော်တို့မြန်မာတိုင်းကလုံးကမြန်မာတိုင်းကလုံးက ဟုတ်လားတဘာဝငလင်ပြီးကြောက်ရောက်သွားလို့နော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရောကဘာသူကဘာသားတွေရောဟုတ်လားမหนีရအောင်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအကောင်လုံးမျက်ရည်ဝန်းနဲ့ပတ်လည်နဲ့ဖြစ်နေတယ်ကဲအဲ့ဒါကိုတွေ့ရနော်အဲ့ဒါကဘာလဲဆိုဘောမတို့ရဲ့မျက်ရည်လို့ခေါ်တယ်ဘောမတို့ရဲ့မျက်ရည်သည်ချိန်ဆမရှိဘဲနဲ့ကြာနေပါတယ်အော်လဲဆိုအင်းတော်ဒေသမှာတော်လိုင်းကြီးတက်တွေရဲ့အောင်မြင်မှုတွေကိုတွေ့ပြီးတဲ့အခါမှာတော့သူတို့တွေကဘာပြောလဲဆိုတော့အခုလိုမျိုးမြန်မာနိုင်ငံမှာ ငလီနန်နေခံပြီးတော့လူတွေမျက်ရည်ကျနေတဲ့ချိန်မှာသူတို့တွေပြောနိုင်နေဆိုတော့တွေ့နေရတာကိုတကယ်ကိုယင်းထဲမှာမကြိတ်နာမခဲနိုင်ဖြစ်နေရပါဒါပေမဲ့သူဘာကဘုံကျဲတာတွေမနိုင်မှသကြံပွဲတော်တွေကိုကျင်းပနေတာတွေကိုတော့သူတို့တွေလစ်လူရှူထားတဲ့နှစ်ဖက်ပိတ်တွေဖြစ်ပါတယ်ကဘာသူကဘာသားတွေအကုန်လုံးတိုင်းပြည်တိုင်းတိုင်းပြည်တိုင်းလာရောက်ကူညီကယ်ဆယ်ပြီးနေတယ်อืมเนาะကျွန်တော်တို့တမတော်သားတွေလည်းတမတော်ဟလာတမတော်သားတွေလည်းအကုန်လုံးဒီလိုမျိုးဒုက္ခရောက် ကျမတို့သားတွေအုတ်ကျိုးထမ်းနေအားလုံးတွေ့ပါပါဟောတဲ့အိုးအိမ်လေးလူတွေဓာတ်တွေဝင်ရောက်ကူညီကယ်ဆယ်ပြီးနေเนาะအဲ့ဒီချိန်မှာကျွန်တော်တို့တက်မတော်ရတယ်အပြစ်ကရက်ဆဲထားတယ်ဆိုတဲ့အကြောင်းကိုဟာလာမင်းတို့လက်နက်ကင်ဘတ်ရောเนาะမင်းတို့လက်နက်ကင်ဘတ်ရရောကျွန်တော်တို့တက်မတော်ဘတ်ရောအကုန်လုံးအတိလင်းဟာလာကြွညာထားတယ်မင်းတို့စဉ်းစားကြည့်လေမင်းတို့တစ္ဆာရှိလားတစ္ဆာမဲ့လားဟမ်တက်မတော်သားတွေသူတို့စစ်တမ်းရမှာမရှိဘူးပြည်သူ့အကျိုးပြုလုပ်ငန်းတွေ သွားပြီးတော့ထမ်းဆောင်နေတယ်မြန်မာနိုင်ငံမှာရှိတဲ့အခုငလင်ဘေးသိတဲ့ပြည်သူတွေနဲ့တက်မတော်သားတွေကိုဗနရောက်ကိုများကိုယ့်ရဲ့ငလင်ဘေးမှာလာရောက်ကူညီရတွေ့ဦးလာဆိုတော့ပြောကြလို့ရပါတယ်ဟာဟိုအခွင့်အောင်းယူပြီးတော့ဟာလာမင်းတို့ကတော့တိုက်တယ်နော်ဟိုကဘာကြီးရတော့မှနိုင်ငံတကာရတော့မှကျွန်တော်တို့တိုက်ပြီးတယ်ဝင်ပြီးကူညီကယ်ဆယ်တယ်ဟမ်လူအသက်တကယ်တယ်မင်းတို့ကလူအသက်ကိုလိုချင်ကြဟမ်မင်းတို့အဲ့ဒါကိုပြောနေကြတာဟာလာမင်းတို့ပြောတာဘယ်နဲ့ပြောအောင်လဲမင်းတို့စောက်ကြည့် เนาะပြီးတော့စောင့်ကြည့် live ပေါ်မှာပြောင်းနေတော့အောင်ကြီးအောင်ကြီးအော်နေတာဟာဒီတကယ်တက်မတော်ကတက်မတော်ကတကယ်လုံးတဲ့အချိန်ကြာမှာเนาะအပြစ်မဲ့ကြီးသူတွေကိုလင်းရင်နဲ့ဘုံကျဲပါတယ်လို့အပြစ်မဲ့ကြီးသူတွေကိုစင်ရအလုံးရင်နဲ့ဟာလားအပြစ်မဲ့ကြီးသူတွေကိုဟာလားပေါင်900ရင်းနဲ့ကျဲတယ်လို့ပေါင်1000ရင်းနဲ့ကျဲတယ်လို့ဟာလားအဲ့ဒီချိန်ကြာမှာမင်းတို့စောက်ကနေမထွက်လာတယ်အဘောပေါက်လား အဲအားလုံးကြရနော်ဒီဝေဒက်ဆိုတာသူ့ရဲ့ပေးတဲ့နေသူရှိတယ်။ဒါကြောင့်ဒီဝေဒက်ဆိုတာသူ့ရဲ့ပေးတဲ့နေသူရှိတဲ့အတွက်ဒီဝေဒက်တကောင်ကိုပဲဖြုတ်ချလို့မရဘူး။သူ့ရဲ့ပေးတဲ့တွေကိုလုံးဝကျွန်တော်တို့ပြည်သူတွေ၊ online ပြည်သူတွေကပို့ပေးရမှာဖြစ်တယ်။ဘယ်လိုပို့ရမလဲဆိုတော့လမ်းကြောင်းတစ်ချောင်းမှရှိပါတယ်။ပုံလေးကုံလုံးကို online ရေးပြီးကာလ online ရေးလက်ရှိဖြစ်နေတဲ့ကာလတွေမှာပို့ရမယ်။လမ်းကြောင်းကတော့ online တက်တရားဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။အေးထွက်လာတဲ့စောက်ကားတွေစောက်ခွက်တွေကိုလေစစ်ဖက်နဲ့ကိုစောက်ကား။အဘောပေါက်လား။မတနာဘူးအဲ့ဒီချိန်ကြ။အခုမင်းတို့ပြောတာဟုတ်လား။နော်။ ပြောထားလားပြောနောက်ပြီးတော့ဟိုခလာခွန်ခွန်ခွန်ကြာသွားပြီဆိုတော့ပေါက်လို့ပဲသားတွေလိုင်းပေါ်မှာဝါးသားတွေစောက်ဖြန့်မြေပြင်ကစစ်သားကောင်မှလိုက်လွင့်ပြီးထားပြောတာမင်းတို့မြေပြင်ချင်းတွေကိုပြန်ကြည့်မြေပြင်မှာနင်တို့တွေဘလောက်သိလဲအင်းတော်မှာလည်းအမှဝင်တိုက်တာဟမ်ဗတ်တရီအတုံးယုံပဲဖေးတာမင်းတို့ဘလို့ပဲပါးစပ်ကပေါက်ကွဲတယ်ပဲပြောနေပြောနေတကယ်လက်ရှိအနေထားကတော့မင်းတို့ရဲ့စစ်ခွေးတွေဟာအစာကုန်သိနေတာပါ ။နော်ဒါပေမဲ့တားတော့နည်းတော့စုတ်ပြရတော့နော်တက်စခန်းတွေပါစုတ်ပြရတာ။နည်းနည်းစုပ်ပေးရတာပါသေးတယ်နော်မင်းမြန်မြန်တာစုပ်စမ်းပါကွာဩမစမ်းပါဟုတ်အဲ့ဒါကိုမင်းတို့တွေကအောင်ပွဲတွေခံတဲ့အကြီးကြီးဟုတ်ဥပမာတမတော်ဟာဟာလားလူသားချိုးပြလုပ်ငန်းတွေလုပ်နေတယ်လူအသက်တွေကဲနေတယ်ပြည်သူဝင်ပစ္စည်းတွေကိုကူညီပြီးတော့ကဲဆယ်ပြီးနေတယ်ဒါကိုအခွင့်အောင်းယူပြီးတော့ဟာလားအပြစ်ကရက်ဆဲထားပါတယ်ဆိုတော့ဟာလားဟိုကလိန်ကြီးကလိန်ညာ နေနဲ့မင်းတို့ကဟာလာဘယ်တာမှစီးမစီးဘူးမင်းတို့အကြမ်းဖက်တွေအခုမှမဟုတ်ပါဘူးကိုယ်တို့ကိုယ်တွေကလည်းစီးမစီးဘူးဘောပေါ့လား MC လက်မထိုးတယ်ပြောတယ်ပြီးရင်ချိုးပေါက်တယ်ဟာလာငင်းငင်းလက်မထိုးတယ်ပြောတယ်ပြီးရင်ချိုးပေါက်တယ်ဘယ်တော့မှမင်းတို့စီးမစီးဘူးစီးစီးကမ်းစီးမင်းတို့ဘယ်မှာလားနော်မင်းမသိရင်မင်းအောင်လည်းမများဆောင်းပြောနေလားကွာအခုလိုင်းမှာမိန်းမတွေခလေးတွေဟာလာအကော်လုံးမင်းတို့ရဲဘောပါဆိုတော့မင်းတို့ဘက်ကဟာလာအကြမ်းဖက်ကောင်းနေရောပြောင်းနေရတာပြောတာပြောတာ မင်းတို့ဗန်နေရပြောင်းအောင်လေမင်းတို့စောက်ကြီးမင်းတို့အင်းအင်းတို့ဒေသနောက်တည်းဟဲ့လားအဲ့ဒီတက်မတော်ကဒိုးစစ်စင်လို့ပြာပုံပဲကြားပေါ်တဲ့ခါကြမှာလေနိုင်ငံတကာကိုမျက်ရည်မချူနဲ့မင်းတို့သဘောပေါက်လားဟမ်ဟဲ့မင်းတို့ဘယ်သူမှမတနာတော့ဘူးနိုင်ငံတကာမျက်ရည်ချူမှမို့မင်းပေါ့မျက်ရည်ထွက်အောင်လုပ်မှာတော့မတနာတော့ဘူးမင်းတို့နော်နိုင်ငံတကာကိုမင်းတို့မျက်ရည်မချူနဲ့နိုင်ငံတကာကလည်းမင်းတို့မတနာတော့ဘူးမင်းတို့အဲ့မှာအဲ့ဒီချိန်ကြမှာပေချင်းဆုံးနဲ့ပေကြအဲ့ဒီမှာသဘောပေါက်လားနော်အခုပြောတော့အခုပြောသလိုမျိုးပဲ တမတော်ကထိုးစစ်ဆင်ပြီးဟေးဆိုရင်လဲမျက်နာမပြတ်နဲ့ပြုံပြုံလေးပဲအခုပြောသလိုပြောသဘောပေါက်လားမင်္ဂလာပါမင်္ဂလာပါမဆွေမဆွေဘုမနော်မင်းတို့အခုပြောသလိုလေအောင်ပွဲခံသလိုလေတမတော်ကထိုးစစ်ဆင်လို့မင်းတို့ပြပုံကြီးဖြစ်သွားတဲ့အချိန်ကြရလဲအဲ့လိုပဲအောင်ပွဲခံကြဟေးပြောလိုက်တာတမတော်ကငါတို့ထိုးစစ်ဆင်လို့ငါတို့လည်းအကုန်လုံးပြေသွားပါပြီဆိုပြီးတော့အဲ့လိုပြောနော်စောက်အားနှပိန်လုံးလေးမြမနိုင်ငံကိုတက်စီနေတဲ့အားနှပိန်လုံးလေးကြည်သူတွေကိုသတ်ဖြတ်နေတဲ့အားနှပိန်လုံးလေး ်ပုံမှန်တတိုင်းကြီးလုံးကဝန်းနဲ့ပတ်လက်ဖြစ်နေတယ်ဟုတ်လားတဘာဝဘီငလင်တံဘေးကြောင့်နော်လူများတိုင်းကြီးတွေကဒါကိုမနေနိုင်လို့ဟုတ်လားမကြည့်နိုင်လို့လူသားချင်းစာနာပြီးတော့နော်လူသားချင်းစာနာပြီးတော့လာပြီးကူညီပေးနေတာမင်းတို့ကအဲ့ဒါကိုအခွင့်အောင်ယူပြီးတော့နော်ချောင်းမြောင်လှုပ်ချက်လူယုံမှာပေါ့အင်းတော်ကိုလည်းစစ်ကူသွားပြီးအူသောတို့ရေးတယ်ဟုတ်တယ်အဲ့ဒီကြောင့်မလို့ကျွန်တော်အခုပြောနေတာဟွန်း ။အဲ့မှာပေးခြင်းဆုံးနဲ့ပေးကြအဲ့ဒီချိန်ကြမှာလေမင်းတို့မျက်ရည်မကျူနဲ့။အေးသွားတဲ့ကောင်တွေကတော့အကုန်ကြွမှာကျင်းစီတယ်။စစ်တပ်ကလင်းရင်နဲ့တိုက်တယ်စစ်တပ်ကပေါင်ပေါင်900နဲ့ပြစ်တယ်ပေါင်1000နဲ့ပြစ်တယ်။ဟင်မင်းတို့အဲ့ချိန်ညာမှာငုံနေတော့တက်မတော်မှာပေါင်900ကပေါင်1000ဆိုတာလေ။ကလေးစောတဲ့ဟိုတယ်လောက်ပဲရှိတယ်သဘောပေါက်လားမင်းတို့ဟိုမြန်မာနိုင်ငံသားတွေဆိုတဲ့အတီနဲ့တက်မတော်ကညံ့ညတာတာလုံးနေတာနော်ချမှာချမှာတရားလုံးပြချမှာချမှာမယုံစောက်ကြည့်နေနော်စောက်ကြည့်မကောင်းတော့ကောင်းလေပြအောင်ချမှာ ။အဲအားလုံးပဲဒါလေးကတော့ဇောက်ထိုးဆိုတဲ့တက်မတော်ရဲ့ထောက်ခံမှုလားစစ်ခွေးဘောမတကောင်ဖြစ်ပါတယ်။ဒီလိုလေးမှာတွေးကြရတဲ့အတိုင်းပဲမင်းမင်းရဲ့မလေးရှားပြန်မင်းမင်းရဲ့နောက်လိုက်နောက်သားနောက်ခွေးတွေဖြစ်တဲ့ဇောက်ထိုးတို့ကရောဘယ်လိုမျိုးပေါက်ကွဲနေဆိုတာဒီမှာတွေးကြရတာဖြစ်ပါတယ်။ဘာပဲပြောအင်းတော်ဒေသကိုတော်လိုင်းတက်တွေတိမ့်ပိုက်ပြီးတော့အောင်မြင်မှုရယူခဲ့တဲ့နောက်ပိုက်မှာတော့ဘောမတိုက်နဲ့ခင်လန်ကပြောင်းပြီးကျော်စိုးဦးကျော်မျိုးမင်းအစရှိသူတို့လောင်ကျွမ်းနေမှုတွေရောနေ့စဉ်ရက်စကူဖြစ်နေပါပြီ။ ဖေးသည်များလာလားဒါမှမဟုတ်ရှင် ကိုကျူးစီးပွားကိုအဓိကထားတဲ့ခေါင်းဆောင်တွေများနေတာလားဆိုတော့ကျွန်တော်အဓိကထားအဓိကထားပြီးဒီနေ့သိစေချင်တာကဲမင်းရသိစေချင်တဲ့ပြောမနေနဲ့မင်းတို့ရဲ့အဘကကိုကျူးစီးပွားရှာလားမရှာလားဆိုတော့ခလေးရစာခွေးရဆုံးသိနေတယ်ရောက်လာတယ်အဲကျွန်တော်နောက်ထပ်ထပ်ကြားသိရတာပေါ့နော်ပထမမဗျူဟာမှုတွေဒါဘယ်လိုခေါ်မဆိုရှင်အတိုက်ခံလာတဲ့အတွက်ကြောင့်မို့လို့ကစင်မရဖြစ်သွားတယ်ညောင်ကျိုးချင်တယ်ပေါ့ညောင်ကျိုးချင်နေလည်းပဲကျွန်တော်အရင်ဆုံးဥပမာပေးပါမယ် အပရမတ်ဗျူဟာမှုတွေကတောင်းကနေဖြစ်သွားတဲ့အခါမှာနောက်ထပ်ဗျူဟာမှု၃ရောက်ရောက်လာတယ်။ရောက်လာအချိန်မှာစစ်တိုက်တကယ်လည်းကောင်းပါလား။နော်တကယ်လည်းအေးအေးချင်းရှိတယ်။ရောက်လာချင်းမှာပဲပြန်စော်ထည့်လိုက်တာ။အေးအေးလေးစုတ်ပြတ်တတ်ပြီးနောက်ဆုတ်သွား။နောက်ဆုတ်သွားရတယ်။အနောက်ဆုတ်သွားတဲ့အချိန်မှာလုံးဝကျွန်တော်တို့ကအဲ့ချိန်မှာတွက်လိုက်ပြီ။ဟာသွားပြီ။အေးအေးလုံးဝဒီညောင်ကျိုးကိုမရတော့ဘူးဆိုတော့ကျွန်တော်တွက်ချက်ထားပြီးသွား။နော်။ဘာကြောင့်လဲဆိုတော့တဘောကလည်းနောက်ဆုတ်သွားပြီ။ ကိုတက်အင်အားတွေကအဲ့ဒီမှာဖြည့်တာဆိုလို့ရှိရင်အဲကျွန်တော်ကြားသိရတဲ့အခြေအနေတွေပေါ့နော်အခြေအနေတွေရဆိုလို့ရှိရင်ဒါစစ်တီးတခါလဲ4ကားနေရောက်တာအများကြီးပဲစစ်စစ်ကူတွေရောက်တာအများကြီးပဲအဲ့တော့နောက်တစ်ပတ်လောက်နေတဲ့ခါကျတော့တမျိုးတစ်ပုံပြန်ပြောင်းသွားအဲ့တော့ကျွန်တော်ဆက်လိုက်ပြီးတူးဆွကြည့်ပါလားဘာကြောင့်လဲဆိုတဲ့ခါကျတော့စစ်တိုက်ကောင်းတဲ့ဘျူဟာမှု3ယောက်ကိုချက်ချင်းလက်ငင်းနော်တဘုံကထွက်ပြေးသွားပြီး ထွက်ပြေးသွားတဲ့အချိန်မှာအဲစစ်တိုက်ကောင်းတဲ့ဗျူဟာမှုသုံးယောက်ကိုချက်ချင်းလည်းငင်းအပြောင်းလဲလုပ်လိုက်တယ်။အပြောင်းလဲလုပ်ပြီးတော့နောက်ထပ်သူတို့တင်မြင်တဲ့ဗျူဟာမှုကိုတင်လိုက်တယ်။တင်ပြီးတော့တိုက်တဲ့အခါမှာနောက်တစ်ပတ်ကျတော့တောင်းကြိုးကြအောင်။အဲ့တော့ဆိုလိုချင်တာကကျွန်တော်ဒီဇိုင်းနဲ့မဆောင်ကြည့်နေခဲ့တဲ့နေရာမှာဗျူဟာမှုတွေပထမဗျူဟာမှုတတုတ်ဒါဒုက္ခရောက်ဘယ်လိုခေါ်မလဲဆိုတော့ကစင်ကလေးရဖြစ်သွားတဲ့အချိန်မှာလဲလိုက်နော်လဲလိုက်တဲ့အချိန်မှာနောက်တက်လာတဲ့ဗျူဟာမှုကတိတ်ကောင်းတယ်စစ်တိုက်လည်းအရင်ကောင်းတယ် ကောင်းတဲ့ခါမှာတပုံကအနောက်ကိုလန်ထွက်သွားပြီ။အဲ့တော့လန်ထွက်သွားတဲ့အချိန်မှာအဲ့ဒီ view ဟာမူတွေဘာကြောင့်လဲပလိုက်တာလဲ။အဲ့တော့စစ်တိုက်ကောင်းတဲ့စစ်နိုင်အဲ့ view ဟာမူကိုတနေရာပို့ပလိုက်တယ်။အဲ့တော့နောက်ထပ်သူတို့တင်တဲ့ view ဟာမူသစ်နဲ့အဲဘယ်လိုခေါ်မလဲဆိုစစ်ဆက်တိုက်တဲ့အခါမှာတော့ညောင်ကျိုးကတပတ်လောက်အနေမှာကြာသွားတယ်။အဲ့တော့ဒါကိုဘယ်လိုဘယ်လိုမျိုးကျွန်တော်သုံးသပ်ကြမလဲ။ဒါ view ဟာမူတွေအလဲအလဲအလဲလေအပြောင်းလဲလောက်တာလေကျွန်တော်နောက်ပိုင်းကျတော့ပြန်ပြီးတော့ အဲလေလာလေလာလေရတယ်သိရှိလာရတယ်ပေါ့ဗျာနော်အစစ်တမ်းမှာဆိုလိုချင်တာကအဲအဲ့ဒီဒါကိုဘာပြူပါလို့ခေါ်မလဲဖယဲသီးကြောင့်လားဖယဲသီးလို့လည်းကျွန်တော်တို့အလွယ်တကူပေါ့နော်သူတစ်ပါးကိုဒီစကားလုံးကြီးနဲ့မပစ်မပစ်ပေါက်ချင်ဘူးအဲ့တော့ကျွန်တော်ဆိုလိုချင်တာကဒီလိုမျိုးတစ်ဖက်တစ်ပုံကနောက်ဆုတ်သွားလောက်လမ်းထွက်သွားပြီးလုံးဝညောင်ကျူးကိုမရတော့ပါဘူးဆိုပြီးအေးအေးကိုယ်တိုင်ဝန်ခံတဲ့ပုံစံမျိုးတွေရှိလာတယ်နော် အဲ့လိုခေါ်မယ်အဲ့ဒီဒီဒေတာသတင်းတွေမှာပေါ့နော်ဒီဒီသန္ဓေအခြေအနေမှာကျွန်တော်ဆက်လက်ပြီးမြေပြင်သတင်းတွေလေ့လာခါမှာသူတို့နောက်တော့ဆုတ်ရတော့မယ်အဲ့တော့အေးအေးအနေနဲ့ကဟာတော်တော်လေးကိုနော်အေးအေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့အဲ့သတိကြည့်ရမှာဆိုတော့ကျွန်တော်အကြောင်းမှပြောတာမဟုတ်ဘူးနော်ဒီပေါ့အကုန်လုံးထဲမှာရစ်နွယ်ပြီးတော့နော်ရစ်နွယ်ပြီးတော့ဒီအီထောက်ပို့တွေပုံစံမျိုးတွေအထိဖြစ်နေကြတယ်ရှိတယ်ကျွန်တော်တို့တက်မလို့ထဲမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါကကျွန်တော်တက်မလို့မှာ သေးသေးချာချာကိုစူးစမ်းရမယ်အခြေအနေဖြစ်တယ်။ညောင်ကျိုးအခြေအနေဟာခင်ဗျားတို့ဒါရိုးရိုးရှင်းရှင်းလေးအဖြူနဲ့အမဲနှစ်ခုတည်းမဟုတ်ပါဘူး။ပို့ပြီးတော့နှဆိုင်နေပါသေးတယ်ခင်ဗျာနော်။အဲအရန်ကိုတိတာလွန်နေစစ်တိုက်တက်တဲ့ပုံကိုကအောက်ဆုံးဘိတ်ဖယ်ရှင်းဟိုဖယ်ထုတ်ခံပြီးတော့စင်မတိုက်သူတို့တင်နေတဲ့နောက်တဲ့ဒီဟောင်းမှုအလဲမှာတော့ဒါကလည်းညောင်ကျိုးကြသွားတယ်။แกเปียงไม่เปล่าจริงๆแล้วเมียอ่ะบ่าวเผยอ่ะติโลเปล่าจริงเปล่าไหลกว่ามาหนองจูอ่ะเอ้ยเอานอกสุดตัวอ่ะเออ အဲ့ဒီအလဲလဲလောက်တာဘသူလဲကောက်စားထမှုကလဲတာလားဒါမှမဟုတ်ရှင်လဲဒီကျွန်တော်တို့ပြည်ပေါ့ကျွန်တော်တဆက်ကခေါမလားအဲ့ဒီတောင်ပိုင်းခရိုင်ပေါ့နော်တောင်ပိုင်းအဲဒီပေါ့စတိုင်းမှုကလဲတာလားအဲ့ဒါကျွန်တော်တို့ကသိကြတယ်ဘာကြောင့်မို့လို့ညောင်ကျိုးကိုဒါမျိုးဖြစ်သွားစေတာလဲကျွန်တော်သုံးသပ်ပြခဲ့ပါလေထောက်ပို့ကြောင်လားဆိုတဲ့ခါကျတော့လေပြည်သူကထမင်းမှသွားကြွေးသေးတာညောင်ကျိုးမှတိုက်နေစစ်တီကိုလေ ထမင်းကျွေးတဲ့ရိတ်ခါတွေသွားပို့ပေးတာရည်လို့ရှိမိသက်ကားနဲ့ချက်ချင်းပို့ပေးတာအေးအဲ့ဒါမင်းတို့ရဲ့ဘောမတွေဟာမောင်ပြည်သူတွေမဟုတ်ဘူးဘောမတွေကပို့ပေးနေတာဘောမတွေကနေပြီးပြည်သူအောင်ဆောင်ပြီးတော့ပို့ပေးနေတာဝါရဖြန့်နေတာကိုပြောင်းရင်မင်းဖင်းလမ်းမှာနေပြီးတော့မင်းနှစ်ဖူးပြောင်းတော့အခုချိန်ထိပြောင်းရှင်းရှင်းကိုမင်းမတွေ့နိုင်သေးပါလားတကယ်ရိတ်ခါကားကြီးလို့ဆိုတော့အမဆင်းနဲ့ချလာပြီလားနော်လက်နက်ဆိုတော့လေဒီဒီကျွန်တော်တို့ special ရောက်တာဒီချောင်းပစ်ကူဆိုလို့ရှိရင် special ရောက်တာနော်ထောက်ပို့လမ်းကြောင်းတွေဖြစ်တဲ့ ဒီပေါ့တခြားနေရာတွေဖြတ်တောက်လားဆိုတဲ့ခါကျတော့လေအဖြတ်တောက်မှုကောင်းပါတယ်ကျွန်တော်ကြည့်ပါလေနော်ကျွန်တော်တို့မြင်ပါမြင်လည်းမြင်ပါလားနောက်ပိုင်းကဥမာဖြစ်ဒီစေးရလိုအပ်နေတဲ့နေရာအားလုံးကိုထိထိရရဆောင်ရွက်ပါတယ်အဲ့လိုဆောင်ရွက်နေကြတဲ့ကနေကြကုတ်ကြဲဆောင်ရွက်နေတဲ့ကြတဲ့ကနေပြီးတော့ဘာကြောင့်ကြတယ်လဲဆိုတော့ကြဆုံးကိုကျွန်တော်မေးခွန်းထပ်လိုက်ပြီးတော့ကျွန်တော်ရှားခွေလေ့လာကြည့်ပါတယ်လေ့လာကြည့်တဲ့အခါမှာတော့အဲကျွန်တော်သွားတွေ့တာပါလဲဆိုလို့ရှိရင်ပြူဟာမှုအပြောင်းလဲတွေသွားတွေ့တယ်အဲ့တော့ ဒီပြူဟာမှုတွေစစ်တိုက်ကောင်းရတဲ့နဲ့စီရေးအตาစီရနေတဲ့နဲ့ဒီပြူဟာမှုတွေချက်ချင်းလည်းငင်ပြောင်းမလိုက်တာနော်အဲဒါမျိုးကျွန်တော်အနေနဲ့သတင်းချက်လက်တွေထည့်ရလာတယ်အဲချက်ဆက်လက်ပြီးတိလာရတာပေါ့နော်အဲ့တော့ကျွန်တော်ဘလောက်ကြီးပဲပြောနေပြောနေစီရေးချိန်ခွင်ရှာကြီးကချက်ချင်းတမဟုတ်ချင်းမှာတပုံကရှုံးတော့မယ်ဟေ့ဆိုလို့ရှိရင်ဘယ်ကဘလို့နှစ်သားတွေတရားမင်းတွေကခုံစင်းလာပြီးတော့စစ်ပွဲကိုပုံစံဖန်ထင်းဖန်တီးသွားတယ်လို့ဆိုတော့ကျွန်တော်ကမေးခွန်းတွေထောက်ရမယ်ပုံစံမျိုးတွေဖြစ်လာတော့ပေါ့ဗျာနော်အဲ့တော့အဲဒါကအခုလက်ရှိစစ်တပ်ထဲမှာ ဆန္ဒကျွန်တော်ပြောသလိုအဲပြောင်းရပြောသွားပါရဲ့တမုံဒီလို့ပြောတဲ့ဒေါ်လာရင်းတက်တွေရဲ့အောင်မြင်မှုတွေဟာနှစ်ကြိုင်တုန်းဖန်ဆင်းပေးသလားလို့ထင်အောင်ထီတော့ကိုတကယ်ကိုပဲဝန်ခံသွားတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါနှစ်ကြိုင်တွေမဟုတ်ဘူးတကယ်ထောက်ခံနေတာပြည်သူတွေပြည်သူတွေထောက်ခံတဲ့ဖွဲ့စည်းတွေကအမြဲတမ်းအနိုင်ရပြီးတော့ပြည်သူတွေမထောက်ခံရင်ဒါလန်နဲ့နဲ့တွေတော့ကိုွေးတယ်ဆိုတဲ့စကားကိုမင်းဝယ်ဘိုးဘေးဒီပင်ဘိုးဖွားတွေကမေးကြည့်လိုက်ပါဦးပြောင်းရည်